ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြပေးမယ့်ဟာဒီကတော့ဒါအိမ်ကြီးမှာ air con တွေပါနေတဲ့ခါကြရင် air con တုံးဖို့အတွက်အထိုင် new black con တွေတုံးရတယ်ပေါ့နော်အဲ့ new black con တွေကိုကိုယ်ကိုယ်တိုင်ဘယ်လိုတုံးရမလဲဆိုတာလေးကိုပြတာမှဖြစ်ပါတယ်အဲ့ကောင်လေးတွေကတော့သူကဈေးကွက်ထဲမှာတော့သူကဒီဇိုင်းစုံနေရှိတယ်ပေါ့နော်အဲပုံစံလေးတွေပဲခွဲတယ်ပြအားလုံးဆင်ရမယ့်အချိန်ကတော့အတူတူပဲဒီကောင်ဒီကတော့ကျွန်တော်တို့အပြင်မှာခေါ်တော့ဒီကောင်လေးဆက်ထား ambient con လို့ပဲပြောတာပေါ့နော်ဆက်ထား ambient ဒီတုံးမခွန်ဆိုရင် air con ဒီဆင်တဲ့ခုံလေးဖြစ်ပါတယ်ဘာလို့လေးတွေပါခင်ဗျာ ဓိကတော့ဈေးနှုန်းလေးတွေတခုနဲ့တခုနဲ့အနည်းငယ်လေးတော့ကွာမယ်ပေါ့နော်အဲ့တော့ကိုကဟိုဘယ်လဲအကွန်တွေပါစီမဆိုတော့ကျွန်တော်ကြံပေးချင်တာကတော့နည်းနည်း quality ကောင်းတဲ့ဟာလေးယူတော့မှာဗျာအဲ့လိုဆိုတော့နည်းနည်းချာချာခံတာပေါ့ဆိုတော့သူက ambient များများဆွဲတယ်အကွန်တွေကျတော့သူက ambient များများဆွဲတယ်ပေါ့ဗျာသူရဲ့300 ml လေးဆိုတော့4 ml လို့6 ml လို့အဲ့လိုကြိုးရင်းနဲ့တောင်းရတာဆိုတော့ ambient တောင်းဖို့ရည်ကြီးတယ်အဲ့တော့ဒီကောင်လေးကသူတို့ ambient တောင်းတဲ့ခုံလေးတွေဖြစ်ဖို့ရည်ကြီးတယ်ပေါ့ဗျာအဲ့တော့ဘယ်လိုဘယ်လိုဆင်းရမလဲစာကျွန်တော် ပြရတော့မှာခင်ဗျာ ဟုတ်ကဲ့ဒီကောင်လေးတွေကတော့ဒါ 16MP ခုံလို့ပြောတာပါเนาะ 16MP ဒီကောင်လေးကဒီလိုမျိုးအလုံးလေးဒီမျိုး၃ပေါင်နေပါเนาะဒီလိုအလုံးလေးပဲ၃ပေါင်နေလာတယ်ဒါတွေက aircon တွေမှာများတော့ဖြစ်အသုံးများတယ် aircon aircon socket ထိုင်နေနေရာလေးတွေမှာအသုံးများတယ်ပြီးတော့နောက်ထပ်အသုံးများကြတော့ကျွန်တော်နည်းနည်းဟိုလုတ်ကြီးတဲ့နေရာတွေမှာသုံးမှာပေါ့เนาะဥပမာ motor တွေတို့အဆက်ယုံတွေတို့ယုံတွေမှာလည်းသုံးတာများတယ် အတိကတော့ဒီကောင်လုံမြများဆွဲတဲ့နေရာတွေမှာဒီကောင်ကြီးတုံးနေဗျာရိုးရိုးဒီလိုကောင်တွေရောဒီလိုအဲကွန်းတွေမှာတော့ပြီးတုံးလို့မရလားဆိုတော့ရတယ်ဒါပေမဲ့ကြာရင်မကောင်းဘူးအဲကွန်းတို့ပါကြတော့သူကလှုပ်တာအဆွဲတဲ့ခါကျတော့ဒီကောင်လေးတွေကပူလာတယ်ပေါ့ဗျာပူပြီးတော့မီးလောင်နေတဲ့အခြေအနေတွေပါရှိတယ်ပေါ့နော်ဒီလိုခုံဆွင်တော့ရတယ်ဗျာဒါ16 MB ရခုံ16 MB ရခုံမဟုတ်တဲ့ဟာတွေမှာတော့တက်မယ်ဆိုရင်တော့ဒါလောင်မကျိန်းသေးတယ်ပေါ့နော်အဲ့တော့ဒီကောင်လေးလက်ဒါ16 MB ရခုံမှာအဲကွန်းတွေတုံးမဲ့ဟာတွေဆိုရင်သူက16 MB ရနဲ့တုံးတဲ့ဟာတွေပါဒီကောင်လေးဆင်းရတာလွယ်ပါတယ်ဘာမှခပ်ပါဘူးလိုင်းနဲ့နျူထရယ်နဲ့ထည့်ပြီးလိုက်အောင်ပါပဲကျန်တာတော့ တော်သူလောက်သွားလိမ့်မယ်ပေါ့နော်ဒီကောင်အထက်မှာ command ရပေါင်းပြီးသားကိုယ်ဘာမှလုပ်စရာမလိုဘူးဒီမှာ line ဆွဲနေရာလေးမှာ line ထည့် neutral ဆွဲနေရာလေးမှာ neutral ထည့်ထားပါပဲဒီကောင်လေးတွေဆင်းရတာလုံးဝတွေပါလေဒီမှာတော့ဒီမှာတော့တစားရှိသေးတယ်ဗျဒီတစားကတော့ဒါမိမိရဲ့ဂျင်းမင်းတို့အိမ်ကြီးမှာ ဒါအဲ့အဝါယာရှိတယ်ဆိုရင်တော့ဒီအက်ရိုက်ထားတယ်ပေါ့နော်မြေကြီးမှာအန်ဒါဂရောင်းအက်ရိုက်ထားတယ်ဆိုရင်တော့ဒါအက်ဝါယာဒီမှာထည့်ပြရမှာပါအဲအများသောအဖြစ်တော့အက်ဝါယာတွေကကျွန်တော်တို့နိုင်ငံတွေမှာအားနည်းချက်အနေနဲ့တော့မရှိကြတာများတယ်ပေါ့နော်အဲအဲ့တော့အက်ဝါယာမရှိတဲ့နော်ဒီကောင်းလို့လွှတ်ထားပါဗျာအက်ဝါရှိတဲ့အိမ်ဆိုရင်ဒီကောင်းထည့်ပါအက်ဝါယာမရှိဘူးဆိုရင်တော့ဒီမှာ line nutrition ထည့်လိုက်ရင်ဒီကောင်းအဆင်ပြေပါတယ်သူအဆင်ကြီးလည်းလွယ်ပါတယ်ဒါလေးပါပဲ line nutrition ထည့်လိုက်ရင်ပြီးသွားပြီဒါဆိုကျွန်တော်ပြီးဆန့်ပြေမှာပေါ့နော် ါဆိုရင်မီးလောက်လောက်ပြီပေါ့နော်ဒါဆိုပိတ်မို့ဒီလိုလုပ်ဖန်ထားတာဆိုမီးလောက်လောက်မှာပေါ့နော်ဒီကောင်တွေကတော့ကျွန်တော်တို့များသောအားဖြင့် air con တွေမှာတုံတဲ့တစ်ချို့ကြတဲ့ရေကက်တက်တာတွေမှာအထိုင်နေနေတုံးတယ်ပေါ့နော် ampere တောင်းတော်လေးတုံးနေတယ်ဆိုရင်ဒီလိုခုံတွေတုံးကြပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျာအခုစနေတာလူချင်းမင်းတို့နေတဲ့တာမီမိမိအိမ်မှာကိုပါကိုတာအလွယ်ကူဆုံးကြီးလေးပေါ့နော်အလွယ်ကူကူလေးနဲ့ဒါတခြားဟိုမီးဆရာတွေပါတွေခေါ်တာအခက်ခဲရှိနေတာဖြစ်ပါစေဒါမှမဟုတ်လေကိုကိုတိုင်းတက်ရှင်လို့ပဲဖြစ်ပါစေဒါလုံးဝလို့လည်းကိုကိုလေးတက်ရှင်လို့ရတဲ့ညီပါကျွန်တော်ပြောတဲ့အတိုင်းပဲတက်ပါဘာမှလက်စစ်အန်ဂျယ်လည်းမရှိဘူးကိုအဘိုင်လေးမှမရှိဘူးနော်ဒါပေမဲ့တစ်ခုခုတစ်ခုစီထားမှာတော့မီလာနဲ့ရှင်မှာလုံးမစနော်ဘရိတ်ကာလေးတော့ခြားထားပါဗျာဘရိတ်ကာလေးခြားပြီးတော့မှဒီကောင်လေးတွေတက်ရှင်လာတော့အန်ဂျယ်အကင်းဆုံးပေါ့နော်ဒါတည်းအဲ့တော့ကျွန်တော်ပြင်နေတဲ့ဘရိတ်ကာလေးခြားပြီးမှလုံးလို့ပါခင်ဗျာ ီကောင်လေးရလူချင်းမျိုးတို့တော့အသုံးဝင်မယ်ဆိုရင်လည်းကျွန်တော်အောက်မှာ comment comment မှာဝင်ပြီးတော့ဆွေးနွေးနိုင်ပါလိမ့်ခင်ဗျာပြီးတော့ဒီတခုခုဒီဒီ flow တွေနဲ့ပတ်သက်ပြီးသူစင်ရတာခက်ခဲလို့ပေါ့တခုခုဒီကိုနားမလည်တော့ဆိုရင်လည်း comment အောက်မှာဝင်ရောက်ဆွေးနွေးနိုင်ပါလိမ့်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုတွေမှာဆက်လက်ဆုံတွေ့ကြပါမယ်ခင်ဗျာ